အမေရိကန်အစိုးရရန်နေရာရန်တန့်သွားွယ်ရှိတဲ့အခြေအနေကြောင့်စက်တင်ဘာ30ရက်မှာထိုင်းနိုင်ငံမှာရွှေတီယူနှစ်လျင်ဓာတ်6000ကျော်တိမြင့်တက်ခဲ့တယ်လို့တနေ့ရှင်းကဖော်ပြခဲ့ပါဗါတယ်။အမေရိကန်မှာအစိုးရရန်နေရာရန်တန့်ွယ်ရှိတဲ့အခြေအနေနဲ့ကုန်သွယ်ရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာယင်းနှိမ့်မြုံနှံသူတွေဟာဝယ်ပြီးပါကဆုံးရှုံးတာမရှိနိုင်တဲ့ချွေနဲ့ငွေရှိစာတိုက်တွေကိုစိတ်ဝင်စားလာတာကြောင့်ထိုင်းရှည်စည်းတွေစံချိန်တွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ရှေးကုန်းသည်များအတင်းကစတင်မှာ30ရက်အဖွင့်စည်းကိုဘတ်650ဒီမြင့်တင်ကြောင်းကြေညာခဲ့ပြီးချွေဒီယူနေလျင်ဘတ်9850ကိုရောက်ရှိခဲ့ပါတယ်။မနက်7:00နာရီမှာတော့ချွေချောင်းရောင်းဝယ်မှုတွေမှာရောင်းဈေးဘတ်9300ရှိခဲ့ပြီးဝယ်ဈေးမှာဘတ်9900ရှိခဲ့ပါတယ်။ချွေတယ်များရဲ့ဇိမ်းနှုန်းတွေအရလည်းဝယ်ဈေးဟာတယူနေလျင်9810.3နှစ်ဘတ်နဲ့ရောင်းဈေးဟာတယူနေလျင်ဘတ်6100.53အထိဈေးရှိခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ဘတ်ဂျက်အစီအစဉ်မတိုးတာမဆုံးတာအခြေအနေကိုရောက်ရှိနေမှုကိုယင်းနှမြုံတဲ့သူတွေကစိုးရိမ်ခဲ့ကြတာကြောင့်ခြေစေးတွေစံချိန်တွေမြင့်တက်ခဲ့တာဖြစ်တယ်လို့ခြေကုံတဲ့ရေးဖွဲ့ MDS Go Group ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ကရန်တတူရာကက်ကပြောကြားခဲ့ပါတယ်အမေရိကန်မှာလွှတ်တော်ကဘတ်ဂျက်ကိုအတိမပြုခဲ့ပါကအစိုးရလုပ်ငန်းတွေရပ်တန့်သွားမှာဖြစ်ပြီး ဈေးကွက်ကတောင်းကနေအခြေအနေကိုဖြစ်ပွားစေခဲ့ကခြေဆွေးတွေပုံပုံမြင့်တက်လာနိုင်ရည်ရှိကြောင်းသူကပြောပါတယ်။ကမ္ဘာခြေဈေးဟာစက်တင်ဘာ30ရက်မနက်7:00နာရီကမှခြေတောင်စားလျင်ဒေါ်လာ3864ဒသမ55ဒေါ်လာအထိမြင့်တက်ခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရဲ့အခြေအနေမတည်ငြိမ်မှုတွေမြင့်တက်လာခဲ့မှုနဲ့အတူခြေဟာဘေးကင်းလုံခြုံတဲ့ရင်းနှီးမြှုပ်နှံမှုပစ္စည်းအဖြစ်သူ့ရဲ့အခန်းကဏ္ဍကိုပုံပုံခိုင်မာစွာရပ်တည်နိုင်ခဲ့ပါတယ်။